ီဗီဒီယိုကြောင့်ကျွန်တော်ကြက်သိန်းတောင်ထားစေပါတယ်ခင်ဗျာဒီလိုတွေးကြည့်ပါဗျာပြိတက်တို့ကတွမ်းလဲရခက်ပင်မဲ့ဒီတောင်ပေါ်မြွာကလေးကိုပေါ့နော်စိတ်အပန်းဖြေတောင်ပေါ်သွားလဲကြတာပေါ့ဗျာဒါပေမဲ့ဒီစိတ်အပန်းဖြေစိတ်အေးစရာမဲ့နေရာကအဲ့လိုမဖြစ်တဲ့အပြင်ခင်ဗျာတတိပေးချက်တစ်ခုကိုတွေးလိုက်ပါတယ်အဲ့ဒါကတော့ထွက်သွားဒါမှမဟုတ်ပြေဆိုတာပါပဲခင်ဗျာအဲ့တော့ပြိတက်တို့ဘယ်လိုလုပ်ကြမလဲအားလုံးမင်္ဂလာပါမတွေ့ရအောင်တော်တော်ကြားပါပြီ ဟုတ်ကဲ့ကျွန်တော်နာမည်ခွန်စောရဲမှာပါပေါ့ပန်ကန်နေပြန်လဲကြိုးဆူလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ကတော့ဂျပန်နိုင်ငံဆာဘူကာဝါယွာငဲကလေးရဲ့အရန်ကိုထိတ်လန့်ကြောက်လန့်စရာကောင်းတဲ့အကြောင်းကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီယွာငဲကလေးကို1599ခုနှစ်လောက်ကတည်ဆောက်ထားတာဖြစ်ပါတယ်ဒါပေမဲ့1900ခုနှစ်လောက်မှာဒီနေရာကိုသွားလာလို့လုံးဝမဖြစ်နိုင်တော့ပါကားလန်းတွေလည်းမရှိဘူးလမ်းတွေကလည်းအရန်အရန်ကိုကြမ်းတမ်းလုံတာကွာ ဲ့တော့တယောက်ပြီးတယောက်လူတွေကအဲ့ဒီနေရာကနေစတင်ပြီးထွက်သွားကြပါတယ်ခင်ဗျာ1986ခုနှစ်လောက်ရောက်တော့ခင်ဗျာဒီရွာကလေးကအဲလူနေလာတာ400နှစ်လောက်ရှိပြီဖြစ်ပေမဲ့လုံးဝပြစ်ပယ်သွားတဲ့ရွာငယ်ကလေးတခုဖြစ်သွားခဲ့ပါဒါပေမဲ့အဲ့ဒီနေရာမှာအဲ့ဒီအချိန်ကစပြီးတော့ကြောက်စရာကောင်းလာတဲ့တခုပြီးတခုစဖြစ်ခဲ့တာပဲခင်ဗျာအမိမသိတဲ့ပြည်သက်တယောက်က Clip Store လို့ခေါ်တဲ့ဂျပန်တရေရှာဖွေရေးသမားတွေကိုဆက်သွယ်လာခဲ့ပါတယ် သူပြောပုံအရသူရဲ့တငယ်ချင်းကဒီရွာငယ်ကလေးကိုကွာတွားလဲပြီးတော့စုံစမ်းခဲ့တယ်တဲ့ခင်ဗျာဒါပေမဲ့သူစုံစမ်းနေတဲ့အချိန်မှာအရန်ကိုအရန်ကိုစိတ်တိုးနေတဲ့အဖိုးနဲ့အဖွာလင်မယားနှစ်ယောက်နဲ့ကြုံခဲ့တယ်တဲ့ခင်ဗျာဒီလင်မယားနှစ်ယောက်ကချက်ချင်းပဲဒီလူကိုထွက်သွားဒါမှမဟုတ်နင်သေးစီဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီထက်တောင်ပို့ပြီးထူးဆန်းလာတာဒီလူကအဲ့ဒီဟာကိုတွေ့ပြီးတော့ကြောက်ပြီးတော့ အိမ်မြန်သွားတယ်ပေါ့နော်ဒါပေမဲ့6လလောက်ကြာတဲ့အချိန်မှာသူတကယ်ပဲအသက်ဆုံးရှုံးသွားခဲ့ပါတယ်အဲ့တော့လူတွေကလည်းဒီအဖိုးဘွားလင်မယားကလူတွေမဟုတ်ဘဲနဲ့နတ်ဆိုးတွေဖြစ်မယ်လို့စတင်ပြီးတော့ယုံကြည်ယူဆကြတယ်အဲ့တော့ clip store အတင်းတွေကလည်းဒီပုံပြင်ကတကယ်ဟုတ်မဟုတ်ဆိုတာကိုသူတို့ကတိတိကျကျသိနိုင်အောင်လာရောက်ပြီးတော့စုံစမ်းဖို့ဆုံးဖြတ်လိုက်တာပေါ့ဗျာတကယ်ပဲခင်ဗျာဒီနေရာရောက်ဖို့ကအရန်အရန်ကိုခက်ခဲလွန်ပါတယ်သူတို့ကားမောင်းလာလို့ ရနိုင်တဲ့တလောက်ကိုမောင်းခဲ့ပြီးတော့ကျန်းလာကတော့ရှေ့ရှင်းတုပ်ပြီးတော့တောင်တက်လိုက်ရပါတယ်ခင်ဗျာသူတို့အဲ့ဒီရွာကိုရောက်လိုက်တဲ့အချိန်မှာတော့လုံးဝလုံးဝမောင်းမဲသွားပါပြီအဆောင်အုံတွေကလည်းလုံးဝလုံးဝအိုဟောင်းနှွမ်းပြီးတော့ပြိုကျနေပါတယ်သူတို့ကဒီနေရာရောက်တာနဲ့တိတ်ဆိတ်နေပြီးတော့လုံးဝလုံးဝတခြားပြည်ကိုရောက်သွားတယ်လို့ခံစားရတယ်တဲ့ခင်ဗျာသူတို့ရရောက်ချင်းပစ္စည်းတွေကိုဆင်ပြီးတော့ သူတို့အကုန်လုံးကဒီနေရာကအရန်ကြီးမာတာကြောင့်မလို့နေရာတကာလုံးဝတည်တည်ကြကြရှားဖွေးနိုင်အောင်ဆိုပြီးတော့သူတို့အဖွဲ့သားတုံးရောင်ကနေရာဖြန့်ပြီးတော့တယောက်တနေရာစီစူးစမ်းလေ့လာကြမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ကြပါတယ်။နောက်ပြီးတော့မိနစ်30အတွင်းမှာအကုန်ပြန်လာရမယ်ဆိုပြီးတော့အလံလေးတွေကိုသူတို့ကနှိပ်ထားလိုက်ပါတယ်။ဂေါ်ချာလို့ခေါ်တဲ့လူတယောက်ကတော့ဒီအိုနွမ်းနေတဲ့ကြောင်လေးနာကိုရောက်လာပြီးတော့သူ့အထဲကိုဝင်လေ့လာဖို့ဆုံးဖြတ်လိုက်ပါတယ်။အော်ဒီဘက်က いや、もう無理だね。うん。傾いてるしな。えうん。傾いてるしな。え 走る足音みたいな人ええはえめっちゃ誰誰もいるわけないけどさသူအထဲဝင်ရောက်တဲ့အခါမှာတိတ်မကြပါဘူးခင်ဗျာပြေးလွှားနေတဲ့အတန်တွေနောက်ပြီးတော့ထူးတဲ့အတန်တွေ နောက်ဆုံးနယံကိုလုံးဝတုံးကနေဝင်တိုက်တဲ့အတန်တွေကအစအကုန်လုံးကြားလိုက်ရပါတယ်ခင်ဗျကျွန်တော်သာဆိုရင်အဲ့ဒီနေရာမှာတော့လစ်ပြီပဲဗျာကိုကြားရတော့မကြောက်ဘူးပေါ့နော်သူကတော့ဆက်လေးလာမယ်ပေါ့ဗျာဟိုနာနီထိုင်မလာတာいやめっちゃ物としてあれは入るかちょっと待って 30分経ちました。戻ります。目に30ラオ経ろ。ガチャがね、ตรุチェーンたれ庭を便やっとわけばれ。だびめ、ตรุตงเงินจีนตะยอกผิดเดไดจันก็便ไม่ยอกลาว。 သူတို့စောင့်နေအကြ ాయి ပဲစောင့်နေပြီမဲ့လုံးဝလုံးဝပြန်မလာတဲ့အချိန်မှာတော့သူတို့ကလည်းစိတ်ပူသွားတာပေါ့အဲ့တော့သူတို့ကလည်းတငယ်ချင်းကိုတွားချဖို့အဆုံးဖြတ်လိုက်ပါတယ်သူတို့နေရာတကာအကြာကြီးလိုက်ချာမှာဒိုင်ချန်ကဒီလုံးဝကြောက်စရာကောင်းတဲ့အိမ်ငယ်တတိကလေးအแทမှာတူတူဝေဝေနဲ့လုံးဝဘယ်မသိဘူးမသိပါမသိသူကထိုင်နေတာကိုတွေ့နေရပါတယ်ဒိုင်ချန်ဒိုင်ချန်ဒိုင်ချန် လက်ချောင်းလုံးဝလုံးဝလန့်သွားခဲ့တဲ့ပုံမှာပဲဒါပေမဲ့သူ့ရဲ့ကင်မရာကတော့မပိတ်သေးဘူးခင်ဗျအဲ့တော့သူတို့ကအဲ့ဒီကင်မရာမှာရိုက်မိခဲ့တဲ့အရာလေးကိုတေချာစစ်ဆေးကြည့်လိုက်တာပေါ့ဗျာသူတို့တွေးလိုက်တဲ့အရာကအရင်အရင်ကြောက်လန့်စရာကောင်းပါတယ်ကြည့်လိုက်အောင်はいえー、それでは大ちゃんは今からこの山の上に登ってえこの家めちゃくちゃ綺麗じゃない 今まで見た家より一番綺麗なんやけど誰も住んでないよね結構しっかり残ってるうわ仏壇神棚置いてある家がある

没有。那是谁？တိုက်ချံရိုက်မိထားတဲ့ဗီဒီယိုထဲမှာဒီမန်ပေါင်းကလေးရဲ့အနောက်ကွယ်မှာမျက်နှာဖြူဖြူအရာတစ်ခုကသူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ် ဒိုင်ချိုင်ကလည်းလန့်ပြီးတော့နောက်လန်ကျသွားတာပေါ့ဗျာဒါပေမဲ့သူပြန်ထပြီးတော့ပြန်ကြည့်လိုက်တော့အဲ့ဒီအရာကပျောက်သွားပြန်ပါပြီဒါပေမဲ့အဲ့ဒါနဲ့တင်မပြီးဘူးခင်ဗျာသူအနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာဂျပန်ရိုးရာဝတ်စုံနဲ့ဝတ်ထားတဲ့လူတယောက်ကဒူးထောက်ပြီးတော့ကွာဖျားရှိခိုးနေတာကိုသူကလမ်းမြင်လိုက်ရပါတယ်ဟုတ်ဖက်အခမ်းမှာဒီအရာကြီးကလုံးဝလုံးဝအသက်မဝင်ဘူးခင်ဗျာ လှုပ်လည်းမလှုပ်ချအောင်ဘာမှလည်းမလှုပ်အကြာကြီးဆိုတော့ဒါချန်ကလည်းတော်တော်လေးကိုလန့်သွားတာပေါ့ဗျာအတင်းသားတွေကတော့အမြန်ဆုံးအဲ့ဒီနေရာကနေထွက်သွားဖို့ကြိုးစားလိုက်ကြတာပေါ့ဗျာဒါပေမဲ့သူတို့မထွက်သွားခင်လေမှာဒီဂျပန်ဝုဆုံနဲ့ဝတ်ထားတဲ့အရာကိုသူတို့နောက်တစ်ခေါက်ထပ်တွေးလိုက်ပါတယ်သူတို့ထွက်သွားနေတဲ့အချိန်မှာပင်းပေါက်လီနာမှာရက်ပြီးတော့သူတို့စိုက်ကြည့်လိုက်သေးပါတယ်ဒီကောင်တွေတကယ်ထွက်တော်ရဲ့လားဆိုတာကိုတေးချအောင်လာပြီးတော့အဲကြည်တော်ရလားမသိပါဘူးခင်ဗျာ စာဘူကဝါမှာတကယ်ပဲတရေရှောင်နေရလားဒါမှမဟုတ်ဒါရီကသူ့အကောင်လုံးလှုပ်ကြံဖန်တီးထားတာလားဟုတ်ကဲ့ပါအဲ့ဒါကတော့ပရိသတ်တို့ comment ထဲမှာဝင်ရေးလိုက်ကြပါခင်ဗျဟုတ်ကဲ့ပါဒီဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးများ යි တင်ပါတယ်